ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ KG Story Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ပရိသတ်တွေအတွက်စာရေးသူဆရာတတင်းရေးသားထားတဲ့မက်ဖဲဝါရဲ့မက်ဖဲဝါဇလန်လီကိုတင်ဆက်ပေးကြပါတယ်အစီအစဉ်လေးစတင်ခင်မှာကျမတို့ရဲ့ Channel လေးကို Like and Subscribe လေးလုပ်ပြီးတင်သမျှဗီဒီယိုတွေကိုအချိန်နဲ့တပြေးညီသိရှိစေဖို့အတွက်ဒေနာ Notify Bell လေးကိုနှိပ်ထားပေးဖို့လည်းတောင်းဆိုကြပါတယ်ကျမတို့အစီအစဉ်တင်ဆက်သူဟေမန်ကူကူဖြစ်ပါရဲ့ရှင်အညာဆောင်လေးဗျာ ဘလောက်အေးလဲဆိုတာကြုံမကြမကြပြောဘူးပါတယ်အပြင်မှာဘလောက်အေးအေးကြုံရဲ့ရှင်နာမှာမီးတွေတောက်လို့ကြုံလှိုင်းကိုဘလောက်ချစ်တယ်ဆိုတာခင်ဗျသိပါတယ်ဗျာခင်ဗျစဉ်းစားကြည့်ဗျာရှင်နဲ့အမျှချစ်ခဲ့ရတဲ့ချစ်သူအတ္တမကချစ်ရတဲ့ချစ်သူဘဝနဲ့ထတူချစ်ရတဲ့ချစ်သူဘဝဆုံးတိုင်းမခွဲဘဲနဲ့အတူနေမယ်လို့ရည်စူးထားခဲ့တဲ့ချစ်သူအဲ့ချစ်သူကကြုံမျက်နှာကိုစိုက်ခြင်းနဲ့နောက်ဆုံးထွက်သက်ကိုရပ်တန့်သွားခဲ့တယ် လှိုင်းရဲ့မျက်နှာလှလှလေးကိုစိုက်ကြည့်ရင်နဲ့ကြွမျက်လုံးတွေကမျက်ရည်စက်တွေကလှိုင်းရဲ့မျက်နှာပေါ်တပောက်ပေါက်ကျခဲ့ရတယ်။အသက်ဝိညာဉ်ကင်းမဲ့နေပေမဲ့လှမြဲလှနေတဲ့လှိုင်းရဲ့မျက်နှာလေးကကြွရဲ့မျက်ရည်တွေရွှဲဆိုလိုပေါ့။ကြောက်ခဲတဲ့တမဏီကလည်းငိုကြတယ်။ဗန်ဝေကောင်ကကြောက်တငယ်ချင်းတွေလည်းငိုကြတယ်။ကြောက်ကိုခင်မင်းတဲ့သူတွေရောလှိုင်းရဲ့မိသားစုစုံမျိုးကဝေမျိုးဆိုပြီးတော့အဖတ်မလုပ်တဲ့သူတွေပါငိုကြတယ်။ ဒီဘွားမှာမပောင်းဖက်ရပဲနဲ့တေကွဲကွဲသွားတဲ့ကျုံနဲ့လှိုင်းရင်အဖြစ်ကိုမကြည့်ရမမြင်ရအောင်ဖြစ်ကြပြီပေါ့ဗျာလှိုင်းရင်ကိုတကြွပြီးတော့ဗတ်မွေကုန်းသားတွေရောထနာကုန်းသားတွေရောကျုပ်ကိုနှစ်သိမ့်ကြအားပေးကြပါတယ်ဘသူတွေဘလို့ပဲပြောပြောကျုံရင်ထဲမှာတော့ပူလောင်နေမြဲပါပဲဗျာအဘနဲ့အမေကလည်းကျုပ်ကိုဖြောင်းပြကြပါတယ်တောကမီတွေတမြင့်မြင့်လောင်နေတော့အစမမှန်အိမ်မမှန်ဖြစ်ပြီးလူလဲပိန်ချောင်းလာတာပေါ့ဗျာ ဘဲချိန်မဲကြီးကြီးငကားစေးဘောလိတ်တူနဲ့ငိုင်းတွေနေရာပဲတွေ့နေရတော့ကျုပ်တည်ကိုကျုပ်စီရတော့ကြားသွားတော့တာပေါ့ဗျာပုပ်ပါယုံကြောင့်ကကျုပ်ရဲ့ဆရာတော်လေဆရာတော်ဥကုနာကိုခမားတီမှာပါတတ်တေကိုကြောက်နှက်လိုက်ပါအဖနဲ့အမေကိုမှားတယ်တခြားသူတွေနဲ့လည်းမှားတယ်နောက်ဆုံးတော့ဆရာတော်ကြောင့်ကျုပ်ရောက်ခဲ့တာပေါ့ဗျာတတ်တေလောကမှာမြဲတဲ့အရာဘာရှိတော့ကကျုပ်ကဆရာတော်ဝတ်ချအောင်ရှိသေးတယ်ဆရာတော်ကကျုပ်ကိုမေးတော့တာဗျမရှိပါဘူးဖေယား ငဲတဲ့အရာမရှိဘူးလို့ဖះကလည်းထထလေးလေးဟောခဲ့တယ်။ငါကလည်းငါဝေနေရပြန်ပြီးဟောပြတယ်။ငါဟောတဲ့တရားတွေမင်းလည်းနားခဲ့ဘူးလားပဲတာတေး။တရားသဘောတွေကိုအဖန်တလေးလေးတွေးစမှတာတေးရ။တရားလက်လို့နေစမှနဲ့ငါတပည့်အား။တကမာလေးလှရင်လဲဘဝတစ်ပါးရောက်သွားပြီပဲ။မင်းပူဆွေးနေလို့လဲပြန်ရောက်လာမှမဟုတ်တာကွာ။ဆရာတော်ကကျုပ်ကိုတော်တော်ကြောင်တရားတွေအဆက်မပြတ်ဟောတယ်။ကျုပ်လည်းအာရုံစိုက်ပြီးနားပါတယ်။ဒါပေမဲ့ ကျုံမျက်နှာကိုစိုက်ကြည့်ပြီးတော့အသက်ကုန်သွားတဲ့လှရင်မျက်နှာလေးကိုကျုံမျက်လုံးထဲမှာအငဲပေါ်နေရတော့ခတ်တယ်ဗျ။မျက်စိမိထားတဲ့အချိန်ဆိုရင်မျက်လုံးထဲမှာပေါ်တယ်။မျက်စိဖွင့်ထားတဲ့အချိန်ဆိုရင်ကျုံနှလုံးသားထဲမှာပေါ်နေ။အိုးကုံကုံပြောမယ်ဗျာအသက်ရှူတိုင်းကျုံလှရင်တတိယနေရဗျ။ဆရာတော့ကြာပြောင်တဲ့ကကျုံတွေးတယ်အဆက်မပြတ်တွေးတယ်။ကျုံဘလို့မှစပီးမခံစားနိုင်တော့ဘူးဗျ။ဆရာတော်ဟောလိုက်တဲ့တရားတွေကိုကျုပ်စင်ကြပါတယ်။ဒါပေမဲ့ကျုပ်ရဲ့နေရာတော့ကရီယာရော့မသွားခဲ့ဘူးဗျ။ ကျုပ်စိတ်ဆင်းရဲနေရတော့တော့အဘနဲ့အမီလည်းစိတ်မချမ်းသာဘူးပေါ့ဗျာတငယ်ချင်းတွေကလည်းကျုပ်ကိုလာခေါ်ကြပါတယ်စိတ်ပြေလက်ပြပြထန်းတော့ခေါ်ကြတယ်ကျုပ်လည်းလိုက်တာပါပဲထန်းရဲ့တောက်လည်းမူတာတက်တက်လွမ်းတာတက်တက်ပါပဲဗျာနောက်ဆုံးတော့ကျုပ်ဆုံးဖြတ်လိုက်ပါပြီလှိုက်ရင်မရှိရဘွားမှာကျုပ်ဆက်ပြီးမနေတော့ဘူးဗျာအဖန်905ကဘာခင်ရရင်လည်းခင်ရပါစီတော့တတေးတယောက်ကဆုံးဖြတ်ပြီးပြီဆိုရင်တကယ်လုတ်တက်တယ်သူဆိုတော့ခင်ရလေးသိမှာပါနေ့လေကထဏောင်းကုန်းတင်ဆိုင်ထဲမှာမကြီးပင်ကြီးတပင်ကိုကြည့်ထားတယ် တက်လို့လဲလွဲတယ်တိတ်လဲမမြင်ဘူးမကြီးကိုင်းတွေလဲတော်တော်လေးကိုကြီးရဲ့အဘနဲ့မေအိယာဝင်သွားတော့မှအကျုပ်အိယာဝင်ခဲ့တယ်အဲ့လိုတော့ဘလို့လို့ပြောမှာတော့ဗျာဒီချိန်ကလူဘွားမှာကျုပ်နောက်ဆုံးနေရမယ့်အချိန်နေလေတော်တော်ကြာတော့အဘနဲ့မေအိပြော်သွားတဲ့အတန်ကိုကြားရတယ်ဒီနေ့လုံးအလုံးနဲ့လက်နဲ့မပြန်လှုပ်ကြတော့လေညရနှစ်နှစ်ချက်ချက်အိတ်တော်တာပေါ့ဗျာအဘကလည်းဟောက်လို့အမေကလည်းတရှူရှူနဲ့အသက်ပြင်းပြင်းရှူလို့ဗျအဘနဲ့မေကိုကျုပ်ရှစ်ခိုးလိုက်တယ်ကျုပ်ဆရာကြီးတွေကိုရှီမှန်းပြီးတော့လေကျုပ်ရှစ်ခိုးတယ် ကျုပ်စီကတော့ဥကုနာကိုလည်းအရင်ဦးဆုံးရှိခိုးတာပေါ့ဗျာပြီးတော့အိမ်တကာကိုဖြည်းဖြည်းလေးဖွင့်ပြီးလေကားနဲ့ဖွားဖွားလေးဆင်းလာခဲ့တယ်အေးလိုက်တဲ့ညပါပဲဗျာအသေးတဲ့ထီကိုစိတ်နေရပဲကျုပ်လည်းနွားတင်ကုတ်ဘက်ကိုလာပြီးနွားကြီးနှစ်ကောင်ဖတ်ထားလိုက်တယ်ပြီးတော့ဒီကောင်ကြီးတွေကိုနမ်းလိုက်တယ်နွားကြီးနှစ်ကောင်ကတော့ကျုပ်ကိုအံ့ဩပြီးကြည့်နေရပေါ့ဗျာမင်းတို့နဲ့ကဒီဘဝမှာဒီလောက်ပဲရေစပ်ပါခဲ့လို့ပေါ့ကွာအဘနွားကြီးကကျုပ်ရောအဘရောခရူးဆိုင်ထားတော့တကယ်နွားဖီးကြီးတွေပေါ့ဗျာ ဒီကောင်နှစ်ကောင်ကျုပ်ကိုပြန်နှမ်းကြတယ်ဗျတင်းငုတ်တိုင်မှာချိန်ထားတဲ့ကျိုးကိုကျိုးဖြုတ်ယူလိုက်တယ်ပက်ဆန်ရှော်နဲ့ကျစ်ထားတဲ့ကျိုးကျိုးကိုယ်တိုင်ကျစ်ထားတာနွားချီရဲ့ကျိုးပေါ့ဗျာအခုတော့ဒီကျိုးကကျုပ်ရဲ့တောကမီတွေနှိမ့်ပေးမဲ့ကျိုးဖြစ်သွားပြီပေါ့ဝိုင်းတကောင်အသက်မမီအောင်ဖွင့်ပြီးတော့အပြင်ထွက်လိုက်တယ်ကြယ်အောင်ပြပြလေးလင်းနေတဲ့လမ်းပေါ်မှာကျိုးလျှောက်လာခဲ့တယ်လက်ထဲမှာလေကျိုးတစ်ခွေကိုင်းလို့ပေါ့ဗျာရွာအနောက်ပိုင်းထိလျှောက်လာပြီးတော့အနောက်ဘက်တကောင်ကနေရွာပြင်ကိုထွက်လိုက်တယ်ထနောင်းကတရာလုံးအိမ်မောကြနေအချင်းဆိုတော့လမ်းပေါ်မှာခွေးတောင်မရှိဘူးဗျာ ရှင်အောင်မထနာကွာခွေရီယာချုပ်ကိုဟောင်းမမုံဒီကောင်နေရကိုရတိုင်းအနံတီးပီးသားလေဗျာလူစိမ်မဟုတ်ရင်ဟောင်းတဲ့ကောင်နေမဟုတ်ဘူးချုပ်လဲရွာပြင်ကိုရောက်လာတော့ရွာလေးကိုချုပ်လှည့်ကြည့်မိအဘနဲ့အမေကိုချုပ်တတိရတယ်ချုပ်ရဲ့မျက်လုံးထဲမှာမျက်ရည်တွေပြည့်ပြီးစီးကြလာတယ်နောက်ဆုံးထပ်သက်ထိချုပ်ကိုစိုက်ကြည့်နေရလှိုင်းရဲ့မျက်နှာလေးကိုမြင်လာတယ်ချုပ်လဲအန်ကိုတင်းတင်းကြိတ်လိုက်တယ်မင်းမရှိရဲ့ဘဝမှာဘလို့မှနေလို့မရတော့ပါဘူးလှိုင်းရဲ့တန်တရားမှာတော့မင်းနဲ့ပြန်ဆုံကျင်လိုက်တာကွယ် ကျုပ်ပါပေါ်မျက်ရည်တွေကျလာဒီဘွားမဆုံးခဲ့ရပါပဲတန်တရာဘွားစက်တိုင်းမှာတော့မင်းနဲ့ပြန်ပြီးဆုံတွေ့ရတိုင်းချစ်သူတွေဖြစ်ရပါစေချစ်တိုင်းလည်းပေါင်းဖက်ရတဲ့သူတွေဖြစ်ရပါစေလို့ငါဆုတောင်းပါတယ်လှိုင်းရင်ထနာကောင်တင်ဆိုင်နေကိုကျုပ်ဝင်လာခဲ့တယ်အုတ်ကူရန်အဆောင်ကမကြီးပင်ကြီးရှိရစီကျုပ်တန်းမိလျှောက်လာတယ်ပစိုးကိုခတ်တူတူပြန်ဝင်လိုက်ပြီးတော့မကြီးပင်ပေါ်တက်လိုက်တယ်မြေကြီးကနေဆယ်ပြည်လမြင့်တဲ့တကိုင်းမှာနှွားချီရဲ့ကျူးချီလိုက်တယ်။တကိုင်းကထွားဆိုင်လောက်ရှိရဲ့လေ ကျိုးတတိစစခံအောင်ချီပြီးတော့မှအကျန်တဲ့ကျိုးစာကိုကျိုးခွင်းလွှတ်လိုက်တယ်။ကွင်းလျှော့ပေါ့ဗျာ။အဘနဲ့မီကျုပ်ကိုခွင်းလွှတ်ကြပါဗျာ။အဘနဲ့မီကိုကျုပ်နောက်ဆုံးကတော့ပြီးတော့ကျိုးခွင်းကိုလှည့်ပေးမှဆွတ်လိုက်တယ်။ကျိုးခွင်းကိုလှည့်ပေးမှတင်းလိုက်တယ်။ဟာတကီးကြီးနဲ့ကြီးရပြုံကုန်ပြီ။ညငါကြီးလည်းလန့်ပြီးတော့ဝောင်းဝောင်းတစ်ဖြန်းဖြန်းနဲ့ပြန်ကုန်ပြီ။လူတယောက်တတ်သေးတော့မှပြရတယ်။နမိတ်တွေဖြစ်မှာပေါ့လေ။လှရင်အဘလို့မှမခံစားနိုင်တော့ကွာ။ မကြီးကိုင်းကြီးဘွားနေကျိုးကိုင်းပြီးခုံချဖို့ပြန်လိုက်တယ်။ခုံပြီ။ကျိုးခုံချလိုက်ပြီ။ဟာ?ကျိုးမြေကြီးပေါ်ဘုံငနဲ့ပြုတ်ကြတာဗျ။မကြီးကိုင်းမှာတတိချာချာခိုင်အောင်ခြိထားတဲ့ကျိုးကဘလို့ဖြစ်ပြီးတော့ပြုတ်ကြတာလဲ။တင်းကြရသေးမြေဆိုတော့ကျိုးကဘလို့လို့နားမှာတော့မကြီးကိုင်းကြီးကိုကျိုးမော့ကြည့်။ကျိုးတွေအကုန်လုံးပြုတ်ကြလာတာ။ပြတ်ကြတာမဟုတ်ဘူးနော်။ကျိုးလေပဲမှာစွန့်နေတဲ့ကျိုးခွင်ကိုဖြုတ်လိုက်တယ်။တတ်တယ်။ကျိုးကငါဖြုတ်ချလိုက်တာ။ အတန်ကြားတဲ့နောက်ကျုပ်ရဲ့ကြောဘက်ကိုကျုပ်စက်ကနေလှည့်ကြည့်လိုက်တယ်။အုတ်ကူတလုံးပေါ်မှာမတ်တက်ရက်နဲ့မဖဲဝါအောင်ကြံရောင်အလင်းဖြော်ဖြော်လေးနဲ့ကျုပ်မြင်လိုက်ရတယ်။ထမိန်အဝါအင်းကြီးအဝါသပင်ဖားရချလို့နားပေါ်မှာအဝါရောင်အော်လံပန်းလေးတစ်ပွင့်လည်းပန်းထားတယ်။ကျုပ်အရွယ်လောက်ရှိရဲ့ကောင်မလေးတယောက်ပုံစံဖန်ဆင်းထားတာဗျ။ဘာဖြစ်လို့ကျိုးဖြတ်ချလိုက်တာတော့မဖဲပါရဲ့ကျိုးသေးကျင်လို့ပါဗျာလှရင်စိတ်နဲ့ကျိုးဘလို့မှနေလို့မဖြစ်တော့လို့ပါဗျာငိုကျင်တဲ့စိတ်ကိုထင်ရင်ကျုပ်ကမဖဲပါဘူးပြောလိုက်တယ် နေသေးလို့မဖြစ်သေးပါဘူးတတေရဲ့နေ့မှလှုပ်ရှားရအများကြီးရှိနေသေးတယ်အထက်ဆရာကြီးတွေကလည်းနေ့ကိုလိုလားကြတယ်ဒါပေမဲ့ကျုပ်မှစက္ကန့်မလခန်းစားနေရတာမဖဲဝါရဲ့ကျုပ်ကခေါင်းမော်ပြီးတော့မဖဲဝါကိုပြောလိုက်တယ်မဖဲဝါကသူ့မတက်ရက်နေတဲ့အုတ်ကူပေါ်မှာပဲထန်းလိုက်တယ်တန်တရားမှာလှိုင်းရင်နေနဲ့ဘနခါစုံပြီးဘနခါတေခွဲကွဲခဲ့ကြပြီးပြီလဲဆိုတော့ဘသူကအတိအကျပြောနိုင်မှာတော့တတေကျုပ်လည်းအုတ်ကူနေနေတလုံးပေါ်တထန်းလိုက်တယ်မဖဲဝါနဲ့ကျုပ်နဲ့အုတ်ကူသုံးလုံးလောက်ချားနေရပေါ့ဗျာ အဲ့ဒါထက်ကျောက်အခုခံစားနေရတာတွေဆက်ပြီးမခံစားနိုင်တော့တာပါဗျာလောကကြီးမှာဒီလိုအဖြစ်မျိုးတွေကနေတောက်တဲ့ခံစားတာမဟုတ်ပါဘူးတတဲ့နေချက်သူလှိုင်းရနေအတွက်အသက်ပေးသွားခဲ့တာမဟုတ်ဘူးသူ့အသူပညာပြိုင်ရင်းနဲ့တည်သွားတာပါအဲဆိုရင်ငါချက်သူကငါအတွက်အသက်ပေးသွားခဲ့ရတာငါရှိမှလည်းရန်သူဓာချက်နဲ့တည်ခဲ့ရတာလောကသာပြေးပြီးတော့နှမေးမင်းတို့နောက်ရန်သူတွေမလိုက်နိုင်အောင်ကာထားပေးမယ်ကွအဲ့လိုမျိုးအော်ပြီးတော့ပြောလိုက်တဲ့ငါချက်သူရဲ့အတန်လေအခုပြန်တွေ့ငါနားထဲမှာကြားနေတော့မှတတ်တည်ရဲ့ မဖဲဝါရဲ့ချစ်သူဆိုတာဘသူရောသူကမဖဲဝါအတွက်အသက်ဆုံးသွားတာဟုတ်လားပြီးတော့သူ့ရဲ့ရန်သူတွေဆိုတာဘသူတွေရောဗျတတ်တီချစ်သူဆိုတာကငါလူ့ဘဝတော့ချစ်သူပြောတာငါနဲ့ငါအကူနေအောင်အကူတူရင်းများလုံးလို့ဒီဘွားစိုးကြီးကိုတေးပြီးမှရောက်လာတာမဟုတ်ဘူးအရှင်လက်လက်အစိမ့်သေးရဲ့ဘွားကိုကူးခဲ့ကြတာဒါကြောင့်ငါတို့အဖိုးကတော့အရင်ဘွားနဲ့အခုဘွားဟာတဆက်တည်းဖြစ်နေရလေငါရဲ့ချစ်သူဆိုတာငါအကူအမှုထမ်းခဲ့တဲ့ပြည်မျိုးစားရဲ့ရဲမှတ်တွေတွေကပုံမင်းကြောက်ပဲသူ့နာမည်ကမင်းညိုတဲ့ ဘုံမင်းညိုလို့ခေါ်ကြတယ်။ပြည်မျိုးသားသူ့ရဲ့ဆင်အောင်အမြဲတိုးချဲ့နေရလေ။ငါချစ်သူကိုမင်းညိုကတဲ့ဟိပင်မနာ။များများလာတဲ့ရဲမတ်တွေစနစ်တကျတက်တွေဖွဲ့ပြီးတော့အုပ်ချုပ်ရတယ်။ဓာခုတ်၊လှန်ထိုး၊စစ်ချီစစ်တပ်ပညာတွေသင်ပေးရတယ်။ချစ်သူဆိုပေမဲ့ငါနဲ့ကလည်းတွေ့ရတဲ့အချိန်ကအတော်နည်းခဲ့တာပါ။ဒါပေမဲ့တောင်နဲ့တောင်သိချစ်ခဲ့ကြတာတတရဲ့နင်းနေလှရင်ချစ်ကြသလိုပါပဲဟာမဖဲဝါရဲ့အကြောင်းတွေကိုကျုပ်နင်းနေမှမသိခဲ့ဘူးဗျတကယ်လို့မဖဲဝါအနေနဲ့ပြောခွင့်ရှိရဲဆိုရင်ကျုပ်ကိုပြောပြပါလားမဖဲဝါ ကိုအကြောင်းကိုပြောတာပဲပြောခွင့်ရှိပါတယ်တက်တီးနေတိချင်းကပြောပြပါမယ်။ဘာကြီးတော့လက်ထပ်ပေါ်တက်တီးအင်းဝကနေအမရပူရာမပြောင်းရသေးဘူး။ဘာကြီးတော့ရဲ့ကျမကြီးကလည်းမကောင်းဘူးလို့ကြားရတယ်။ကျမကြီးမကောင်းဆိုတာကဘာကြီးတော့မှစိတ်ရောဂါဖြစ်နေရလေ။စိတ်နှောင့်နေတဲ့သဘောပေါ့။နင်ဘာကြီးတော့ဝသိလား။ဘာကြီးတော့ဘရင်ကကောင်းမောင်မင်းဆက်မှာ80မြောက်ပြင်လေ။စကိုင်းမင်းသားနေဘရင်ဖြစ်လာပေါ့တက်တီးရဲ့ စကိုင်းမင်းသားအင်းရှင်ဆန်ဘွားမာရီယာသူ့ရဲ့ကိုလိုတော်မဲနုကိုသဘောတော်ကြားနေရတယ်လေသူ့ဘရင်ဖြစ်တော်မဲနုကိုမိဖုရဲ့ကောင်းကြီးမြောက်တယ်အကမဟေသည်ဆိုတာကမင်းမျိုးမင်းနွယ်ဖြစ်ရမယ်လို့နန်းနွေးပညာရှိတွေကဝိုင်းပြီးတော့ပြောကြဆိုကြပြီးမြဲစကိုင်းမင်းကလက်မခံမင်းနဲ့မဲနုကိုစုအတင်အကမဟေသည်မိဖုရဲ့ကောင်းကြီးတင်မြောက်ပြီးတော့ပြစ်တိတ်ခံခဲ့တာမဲနုရောမောင်နှမနှစ်ယောက်ရှိတာသူ့ကွာမောင်အိုးတဲ့တတရဲ့သူတို့ဖေကအကျဉ်ထောင်ရဲ့ထောင်မှုကြီးလေး ီတော့မင်းမျိုးမင်းနွယ်မဟုတ်ဘဲနဲ့မင်းမူရန်အနွယ်ဖြစ်နေရပေါ့။ထာမူသမီးမယ်နူကိုလက်အုပ်ချီပြီးရှိခိုးရမအောင်နန်းရွာဝန်ကြီးတွေအမတ်တရားစိတ်မသက်မသာဖြစ်ကြတာပေါ့။ဒါအိုတီရဲ့မယ်နူကလည်းသူမိပြေကောင်ဖြစ်တဲ့အချိန်မှာအာနာဆန်းပြရတာပေါ့တတရဲ့။ဘာကြီးတော့ကလည်းမယ်နူကိုချစ်လေတော့မယ်နူလိုချင်တဲ့အခွင့်အရေးတွေပေးရင်ပေးရင်နဲ့ဘင်းကနောက်ရောက်သွားပြီးတော့မယ်နူနဲ့သူ့အကူမောင်အွာတိုင်းပြည်ကိုထင်ထိုင်းချဲလေတော့တာပေါ့ဟဲ့။မအိုနန်းရွှဲမာရောအပြင်မှာပါမင်းသားကြီးမောင်ဦးလို့ခေါ်ရတယ်။အင်းဝတ်တက်တွေအုပ်ချုပ်တဲ့သူတယောက်ဖြစ်လာပါဘောဟာ။ ဒီချိန်မှာဘာကြီးတော်ကစိတ်ရောဂါဖြစ်လာတော့နမ်မတော်ကြီးမေနူနဲ့သူ့အကိုမင်းသားကြီးမအိုရကဘင်းအာနာအလုံးအတုံးချပြီးတော့ချက်လေခြင်းနဲ့ချက်လေတော့တာပေါ့ဒီချိန်မှာငါ့အကိုကိုကျန်စကပြည်မျိုးသားရဲ့စည်ရတော်လေမျိုးသားမင်းရဲ့တိတ်ပါလို့ပွဲပေးထားတယ်ငါနာမည်ကတဲဦးတဲ့တို့မှာမောင်မနှစ်ယောက်ပဲရှိတာငါငါ့အကိုအဖေလိုအကိုလိုအဲ့လိုမျိုးချစ်တယ်လို့ငါ့အကိုကလည်းငါ့ကိုတယောက်တည်းရှိတဲ့နှမလေးဆိုပြီးတော့ချစ်ရှာပါတယ် မျိုးသားရဲ့အိမ်တော်နဲ့မနီးမဝေးမှာပဲငါတို့မောင်နှမညနေရလေဒီမှာရင်ငါကမျိုးသားရဲ့တထဲကဓာရီလှန်ရီမြေကျွမ်းနဲ့ဗိုလ်မင်းညိုနဲ့ရင်ငန်ခဲ့တယ်ကိုမင်းညိုကမျိုးသားအားထားတဲ့ဗိုလ်မင်းတောက်ပေါ်တာတည်းရဲ့ငါ့ကိုအတော်လေးချစ်ရှာပါတယ်ငါကလည်းကိုမင်းညိုကိုချစ်တယ်အင်းဝရွှေမျိုးရော်ရဲ့နန်းတွင်အရာလဲတနေ့တခြားဆိုးဆိုးလာတယ်လေမင်းသားကြီးမအောင်နဲ့နမ်မတော်မင်းတို့ကလည်းဓာတဝင်းဝင်းနဲ့အုပ်ချုပ်နေတဲ့အချိန်အင်းရှိဆန်တန်ရော်ရီမင်းကလည်းအရေးမတာတော့မလှုပ်ဝင်မင်းနဲ့ငြိမ်ခံနေရတဲ့အချိန်ပေါ်ဟဲ့ မျိုးစားကြီးတွေ၊နေစားကြီးတွေနဲ့မင်းသားကြီးမအောင်နေရလဲအဆင်မပြေကြဘူး။နကိုရီးယားမှာမင်းမျိုးမင်းနဲ့မဟုတ်တဲ့သူတွေကပြင်းထန်တဲ့အမိန်တွေပေးပြီးဘင်းအမိန်လိုလှုပ်လာတဲ့အခါနေရီမှာမင်းမေကိုအာခဏာမျိုးတွေအောင်ရှိလာကြတာပေါ်တတ်တယ်။ဒီချိန်မှာပြည်မျိုးစားရဲ့အိမ်တော်ကြီးမှလည်းမျိုးစားရဲ့တစ္ဆာရှိအမှုထမ်းတွေခေါင်းကျင်းရိုက်ပြီးတီတိုစကားတန်တွေထွက်လာတဲ့အချိန်ပေါ့။နှမကြီးမသေးဘူးမောင်ကြီးပြန်လာပြီဟဲ့။လာပြီမောင်ကြီးရေနှမရှိပါရဲ့မောင်ကြီးရဲ့အိမ်နောက်ဘက်မှာဟင်းရက်ကလေးတင်နေလို့ပါ။ဩအေးအေး နော်နေပါအောင်နှမရဲ့တရားပိုင်နဲ့မှဘုံမင်းညုံနဲ့နှမနဲ့တွေ့ကြသည်လားကွမောင်ကြီးကလေကိုမင်းညုံနဲ့ငါနဲ့သဘောတူတယ်လေဒါတည်းရဲ့ဒါပေမဲ့မောင်ကြီးကအခုလိုမျိုးရုပ်ရက်ကြီးမိလာတော့ငါလည်းရှက်သွားတာပေါ့ဟဲ့မောင်ကြီးကိုကြည့်ရတာမျက်နှာလည်းမကောင်းဘူးဟဲ့တနေ့ကောင်အလုပ်တွေပင်ပန်းနေလို့လားဆိုရဲစိုးရင်စိနေငါမီးလိုက်တာမောင်ကြီးကိုကြည့်ရတာမျက်နှာလည်းမကောင်းပါလားမောင်ကြီးရဲ့အိမ်တော်ကြီးမှာအလုပ်တွေတိတ်များနေလို့လားပြီးတော့ကိုမင်းညုံမိတာအကြောင်းကိစ္စများရှိလို့လားမောင်ကြီး ပြီးတော့နှမနဲ့ကိုမင်းညိုနဲ့မတွေ့တာတော်တော်ကြာသွားပြီမောင်ကြီးရဲ့ကိုမင်းညိုတယောက်လည်းအလုပ်တွေတော်တော်လေးကိုများနေရပုံပါပဲဟိုခရင်းဆိုရင်တော့အလုပ်များတဲ့ကြားပဲနှမစီကိုရောက်လာကြတယ်ဒီတစ်ခါတော့ရောက်ကုန်မလားတော့တာမောင်ကြီးရဲ့ငါအဲ့လိုပြောလိုက်တော့မှမောင်ကြီးမျက်နှာပို့ပြီးတော့တည်သွားတယ်လို့ပဲတခုခုလေးလေးနက်နက်နဲ့စဉ်းစားနေရဘာရီများတလောက်တွေးနေရတော့မောင်ကြီးရဲ့ကိုမင်းညိုများနှမအပြင်တခြားရီစားသနာရှိနေတယ်လို့များကြားလို့လားမောင်ကြီးရဲ့ ဟာမဟုတ်တာနှမရဲ့ပုံမင်းညောင်ဟာဒီလိုလူမျိုးမဟုတ်ပါဘူးကွယ်သူမှရီးစားတနာရဲ့ဆိုလို့နှမတယောက်ပဲရှိရပါနှမကလည်းပုံမင်းညောင်ဟာတတော်ကိုနှစ်နှစ်ကာကာရှိပေါ်မှာပဲမောင်ကြီးကိုယ်တိုင်နှမပုံမင်းညောင်နဲ့သဘောတူထားပဲကြည်လေအခုမောင်ကြီးတွေးနေရတိုင်းရေးပြည်ရနဲ့ဆိုင်တဲ့ကိစ္စတွေပါနှမရဲ့ရွှေနန်းတော်ကြီးစီကနေဘလို့အမိန့်နေများရောက်လာလို့တော့လို့တွေးနေရပါရွှေနန်းတော်အမိန်တွေစာကျွန်းတွေရောက်လာရင်တော့မောင်ကြီးလည်းသိရတာပဲမဟုတ်လားမောင်ကြီးကမျိုးသားရဲ့စေရတော်ကြီးမဟုတ်လားမောင်ကြီးရဲ့ ဟာဒီလိုလည်းမဟုတ်ပေဘူးကွရွှေနတ်တော်ကြီးလာတဲ့အမေနေထဲမှာတချို့အမိစာကျွန်တွေကမြင်းတီကျော်ကိုယ်တိုင်မှသွားရောက်ပြီးရောက်လာပြီးတော့မှမျိုးစားနဲ့နှစ်ကိုယ်ရဲတွေ့ပြီးတော့နှစ်ကိုယ်ကြားလျှောက်ထားတာရှိရဲ့နှမရဲ့ဒီလိုမျိုးအမိနေဆိုရင်တော့မောင်ကြီးမှကြားနာခွင့်မရှိပါဘူးကွအခုတော်တော်ရွှေနန်းတော်ကြီးမှလည်းဘာရီဖြစ်နေရင်မသိပါဘူး။မြင်းတီကျော်တွေခက်ဆိတ်ဆိတ်ရောက်လာပြီးမျိုးစားလေးမျက်နှာသိမ်းမကောင်းဘူးနှမရဲ့။တပ်ဖို့တမင်းတွေအိမ်တော်ယူခဏခဏရောက်လာပြီးမျိုးစားရဲ့လျှောက်ပအခန်းကြီးရဲ့မှာစီဝေးတိုင်မြင်ကြတယ်။ ထားကြောင့်နှမများဘုံမင်းညုံနဲ့တွေ့သေးလားလို့မေးတာပါ။တွေ့ရခါများဘုံမင်းညုံကနှမအများတစ်ခုခုပြောသလားလို့မေးမိတာပါကွယ်။အော်ထားကြောင့်လား။မတွေ့တော့မတွေ့မိဘူးမောင်ကြီးရဲ့။ဟိုနှမလည်းတွေ့တော့တွေ့မိပါရဲ့။အရေးကြီးတဲ့ကိစ္စတွေပေါ်နေလို့ဖြစ်မယ်လို့။ဟိုဒါပေမဲ့မောင်ကြီးရဲ့ဟိုကိုမင်းညုံကနှမနဲ့တွေ့ရင်တော့မှမင်းရေးဆိုးရေးတွေပြောလို့မရှိပါဘူး။အင်မတန်မှနှုတ်လုံတာမောင်ကြီးရဲ့။အဲ့ဒါယောက်ျားကောင်းတွေရဲ့လက္ခဏာပဲနှမရဲ့။မင်းနဲ့နီးနီးဆက်ဆက်နေရတဲ့မင်းမူတန်းဆိုတာနှုတ်လုံမှဖြစ်တာလေ။ကဲပါ ဒါဆိုတော့မောင်ကြီးလည်းရေချိုးလိုက်အောင်ပဲကွ။နှမောဘာဟင်းနေချက်နေရတော့ကွ။မောင်ကြီးကြိုက်တဲ့ငါပင်စိန်ချက်တယ်။ခြံစည်းဝါအရွက်ဆုံးကြောထားတယ်။ပြီးတော့ပင်ဟင်းလေးတစ်ခွက်ငပိရေချိုးနဲ့အတို့မြုံလေးလည်းပါတယ်မောင်ကြီးရဲ့။ဟာနှမရဲ့မောင်ကြီးဖြင့်လေးနှမပြောတာကြားလာနေနေပိုက်ပိုစားသွားတာပဲကွ။ကဲကဲရေမြမြသွားချိုးလိုက်အောင်မယ်။ကဲအဲ့ဆိုချိုးတော့မောင်ကြီးနှမလေးဟင်းလေးတွေနှွေးပြီးထမင်းပွဲပြင်လိုက်အောင်မေမောင်ကြီးရေချိုးပြီးတော့ငါကလည်းထမင်းပွဲအစင်တင်နေစောင့်နေကြတာလေ နှမရေမစားသေးဘူးလားတခါရဲစားလေနှမရေမောင်ကြီးပဲအရင်စားနေမှာနှမတိတ်မစားသေးလို့နေ့လယ်မှုတ်တွေစားများသွားလို့မောင်ကြီးရဲ့မောင်ကြီးကတော့ငါချက်ထားတဲ့ထမင်းဟင်းတွေမြင်းရင်ရှက်ရင်းနဲ့စားရှာပါတယ်မသေးဦးရေနှမမောင်ကြီးမင်းညို့ပါဟာဘုံမင်းညို့ပါလားအသက်ရှည်ဦးတော့မှာပဲကဲသွားပါနှမရေတကားမြမြဖွင့်ပေးလိုက်ပါကွယ်အဲ့မှာငါသွားပြီးတကားဖွင့်ပေးလိုက်တော့ကိုမင်းညို့ကခတ်တုတ်တုတ်အိမ်ထဲဝင်လာပြီးနောက်ဘက်ကိုတစ်ချက်လှဲကြည့်ဘာကိုကြည့်ရအောင်ကိုမင်းညို့ရဲ့ ။ငါအဲ့လိုမိလိုက်တော့ကိုမင်းညွာခေါင်းခါပြီးပြောတယ်။ဘာရမဟုတ်ပါဘူးညမရဲ့ဒီချိန်မှာအရာရာတတိထားပြီးတော့နေရတာ။မောင်မင်းညိုလာကွက်ကြောက်လေအခုပဲစားရုံရှိသေးတာတခါတည်းဝင်စားတော့နော်။ကဲညမမောင်မင်းညိုတို့ထမင်းခူးစီကွယ်။ကိုမင်းညွာလည်းမောင်ကြီးရဲ့ထမင်းဝိုင်းမှာတခါတည်းဝင်ထိုင်တယ်။ကြည့်ရတော့ကိုမင်းညွာလည်းမောင်ကြီးနဲ့တခုခုပြောစာရှိနေပုံပဲတတည်းရဲ့။မောင်ကြီးနဲ့ကိုမင်းညိုလည်းထမင်းတူဆိုင်နဲ့စကားပြောကြတယ်။ငါကတော့ဘေးမှာထိုင်ပြီးတော့ထမင်းထည့်ဟင်းထည့်လှုပ်ပေးရတာပေါ့ဟာ။ အကိုကျန်စစ်အိမ်တော်ထဲမှာချိန်နေပြီဘလို့ရှိတော့ကိုမင်းညွာပဲစပြီးမိတာဟဲ့အဲ့တော့လေမောင်ကြီးကခေါင်းညိတ်ပြီးပြောတယ်လေอืมအချိန်ကြီးကတော့ကောင်းမှမပေါ်မမင်းညူလျှော့ဝအထောက်တော်ရရလဲမျိုးစားနဲ့ဝင်တွေးကြတယ်တမင်းတွေကလည်းမျိုးစားနဲ့မကြမကြလာတွေ့နေတယ်အင်းဝကမြင်းတိကျော်တွေကလည်းမကြမကြရှောက်လာပြီးတော့လျှော့ဝစာကျုံတွေမျိုးစားစီကိုထိုက်ရိုက်ဆက်တယ်အချိန်ကြီးကတော့တော်တော်ထူးနေရပဲကွဟိုမမင်းညူတို့တက်ဖက်ဒီမှာဟော အခြေအနေတွေဘာများထူတော့အကိုကြံစေဒါဟိုလေးအပြင်းတော့မပေါက်ကြစေနဲ့ဗျာအခြေအနေကအရေးတကြီးဖြစ်နေပြီနမ်မတော်ကြီးတို့မောင်နှမအားလုံးချက်ကန်လိုက်ပြီလို့ကြားရဲအင်းရှိဆန်တာယာဝရီကိုရောလေလှုပ်လို့မရအောင်ဖြစ်နေရတဲ့နမတော်ကြီးတို့ရဲ့အာနာလေတော်တော်ကြီးထွားလာပါမယ်အကိုကြံစေရဲ့အခုချိန်မှာလေမျိုးသားတွေကိုအတွင်းထောက်လန်းရေးတွေထားပြီးစောင့်ကြည့်နေလို့ကြားရဲအင်းရှိဆန်နဲ့အဆက်အသွယ်ရှိတဲ့မျိုးသားတော့ချက်ချင်းစီရင်မဲ့သဘောရှိတယ်ဗျမမင်းညိုကြီးမျိုးသားတွေအားလုံးကအင်းရှိဆန်နဲ့အဆက်အသွယ်ရှိခဲ့တဲ့သူကြီးပဲပေါ့ကွယ် တချို့ကိစ္စတွေကအင်းရှိစံနဲ့အလုပ်လုပ်ကြတာမို့လားမှန်တယ်ကိုကျန်းစစ်ထိုင်မဲ့အခုခါမှာမျိုးသားတွေကိုအင်းရှိစံနဲ့မပတ်တန်လုပ်နေရဲ့အလုပ်ကိစ္စတွေအကုန်လုံးနမ်မတော်ကြီးကိုမောင်နှမကပဲချုပ်ကန်လိုက်တယ်အင်းရှိစံကိုအကျေကျုံးနဲ့ဖမ်းမထားအောင်တမဲပဲရှိရတယ်လို့ပြောရပြဒီချိန်မှာအင်းရှိစံနဲ့ဆက်သွယ်မှုလုပ်မိလို့ကတော့အင်းဝနေပြီးတော့တက်တွေချက်ချင်းရောက်လာမဲ့သဘောရှိတယ်တကယ်မဆက်သွယ်ပဲနဲ့ဆက်သွယ်လေလို့တန်တရားဖြစ်သွားရင်တော့ခတ်မယ်နော်မောင်မင်းညိုရဲ့မျိုးသားမရလေအခြေအနေတွေကိုအဖက်ဖက်ကနေချင့်တွက်ထားပုံပဲကိုကျန်စီရဲ့ နမရော်ကြီးတို့မင်းသားကြီးမောင်ဦးတို့ကလည်းအင်မတန်မှလက်သက်ချေသွက်ထားထက်တဲ့သူတွေမို့လားကိုကျန်စီရဲ့တာယာရီမင်းသားလှုပ်လို့မြလို့သားငြိမ့်နေရဆိုတော့တွေးမိပုံပဲသူတို့ရဲ့လူရင်းလူယုံမျိုးစားတွေကလွင်ကျန်တဲ့မျိုးစားတွေကတာယာရီမင်းနန်းတက်ဖို့လူလားကြတယ်လို့သတ်မှတ်ထားတာဗျဆင့်ရကောင်းတဲ့မျိုးစားတွေကိုသူတို့ရဲ့အလိုကြဖြစ်စေချင်တာလေတကယ်လို့အလိုမကြဘူးဆိုရင်တော့စစောစီစီရှင်းပြချင်ပုံပဲဗျဒါမှတာယာရီမင်းပုံကန်နေချိန်မှာအင်အားမများမှာပေါ့ကိုကျန်စီရဲ့နမရော်ကြီးတို့အစိုးရင်ဆုံးကပြည်မျိုးစားလို့ကြားတယ်ကိုကျန်စီ ချုပ်တိတ်ကြတာတကူမေးကျင်လို့အားအကြမို့လို့ကိုကျန်စစ်စီလာတာဗျ။ဟမ်။ဘာမေးကျင်တာလဲမောင်မင်းညို့။တကယ်လို့အင်းဝတ်တက်တွေပြည်ကိုချီတက်လာရင်ပြည်မျိုးသားကနမ်မတော်ကြီးအလိုချဖြစ်မယ်လို့ထင်သလား။ကိုကျန်စစ်ကမျိုးသားနဲ့အနီးဆုံးမှနေရမို့လို့ကြက်ကမေးရပါ။ဝေးသားပဲမောင်မင်းညို့။မျိုးသားမင်းကကုန်းမောင်မင်းဆက်ကိုကြီးညိုတဲ့သူကွ။ကောင်းမမင်းဆက်ကိုတစ္ဆာခံနေသူလေ။ဘာကြီးတော့ကျမရင်မကောင်းတဲ့အချင်းအဆပြီးတော့မျိုးစားမင်းစိတ်ရည်တွေပြင်းနေ။မောင်မင်းညိုလည်းတိမပါလေ။ကျုပ်တိပါရဲ့ကိုကျန်းဆက် ဘာကြောင့်မန်းသာမသိကြတာပါအခုကိုကျန်စစ်ပြောမှပဲကျုံနားလေသွားမှာပါမျိုးစားတွေတွေးဆောင်တဲ့ခါရမှာမင်းတရားကြီးကိုနမ်မတော်ကြီးစိတ်ခက်လို့ယူသွားတာလို့အမြဲပြောကြတယ်အစရေကမဟာစီမဟာသွေးမဟုတ်တဲ့ဂျေးတဲ့ကထောင်ဝဲသမီးကိုအကမဟေတီမြောက်တဲ့ကိစ္စဘသူမှမကျေနပ်ခဲ့ကြမဟုတ်ဘူးကွယ်မောင်မင်းညိုရဲ့အခုလေမင်းကြီးကိုယူအောင်လုပ်ပြီးတော့တိုင်းပြည်အာဏာကိုရအောင်ယူနေတဲ့နမ်မတော်ကြီးကိုမောင်နှမစီမှာဖဲမျိုးစားမှခေါင်းရှို့ပြီးတော့ဝင်မှာမဟုတ်ဘူးအထူးသဖြင့်ကျုပ်တို့မျိုးစားမရတော့ခေါင်းမရှို့မှတေးကြတယ်မောင်မင်းညို ဒါဆိုရင်တော့ကြုတ်တွေးထားတဲ့အတိုင်းဖြစ်တော့မှာပေါ့ဗျာ။ဟမ်။မောင်မင်းရောဘယ်လိုများတွေးထားလို့ရုံကွ။တိတ်မကြခင်မှာကြုတ်တော့နမ်မတော်မေနူရဲ့တက်တွေနဲ့တိုက်ကြရုံနဲ့လို့တွေးထားတာကိုကျန်စေရဲ့။အဲ့လိုတွေးထားတာတော့အကောင်းဆုံးမှာပဲမောင်မင်းညို့။ရာဇဝင်မှာပြည်မျိုးစားပုံကံနဲ့လို့တွင်းရခဲ့တော့မှာပေါ့ကွ။အချိန်အားဖြင့်တော့တိတ်မကြလောက်တော့လို့ကြုတ်တော့ထင်တယ်ကိုကျန်စေရဲ့။မှန်တယ်မောင်မင်းညို့။အခုရက်ဒီအတွင်းမှာနေအခြေအနေကတော်တော်ရှုပ်ထွေးနေအောင်အစအစရရတတိရှိရှိနေပေါ့ကွ။ ကျွန်တော်အခုလာလဲအရေးကြီးတဲ့ကိစ္စတခုပြောမလို့ပဲကိုကျန်းစစ်ကျုပ်တို့တွေတွက်ဆထားတဲ့အတိုင်းမှာဖြစ်လာခဲ့မယ်ဆိုရင်တော့ကျုပ်ကရှဲမဲ့လေဘာပဲဖြစ်ဖြစ်အသေးခံပြီးတော့တိုက်ရမှာပဲကိုကျန်းစစ်ကနှလုံးရည်သမားဆိုတော့ဓာတ်အောင်ကောင်းကောင်းခုတ်တယ်မဟုတ်ဘူးဒီတော့ကျုပ်ရိတ်ခါပြေဆုံးနေလှီတစည်းကိုအဆင်သင့်ပြင်ထားမယ်အချိန်နဲ့မကရင်တော့မသိဦးကိုခေါ်ပြီးတော့အောက်ပြီးအောက်ရွာကိုကျန်းစစ်နဲ့ခင်နဲ့မျိုးစားမင်းစီအရောက်ပြေးပြီးတော့နော်မျိုးစားမင်းနဲ့တွေ့ပြီးတော့ကျုပ်အားလုံးပြောထားပြီးပြီလှုပ်တဲ့နောက်အောက်ပြီးမျိုးစားမင်းကလှုပ်ပေးလိမ့်မယ်အဓိကတော့ကိုကျန်းစစ်တော်မောင်တို့မှအသက်မသေးဘူးပဲ လေကိုပဲနားမှာထားမယ်ဆိုတော့နောက်တော့ကျုပ်ထပ်ပြောမယ်။ကဲမသေးဘူး။ကိုမင်းညုံပြန်တော့မယ်နော်။ကြာကြာနေလို့တိတ်မကောင်း။အင်းဝတရှူရခြေစင်းလိမ့်နေပြီ။ဒီရက်တွင်မှာဘသူနဲ့တွေ့အပြောဆိုအနေထိုင်ဘလို့ကအဆအဆဆရာတတိထားနေပါမသေးဘူး။ကျုပ်မသေးပဲနဲ့ရှင်ကြံခဲ့ရင်တော့မသေးဘူးလို့ရှိရစီရှောင်းလိုက်ခဲ့မယ်။ကဲအခုတော့ကျုပ်သွားတော့မယ်။ပြောပြောဆိုဆိုနဲ့ပဲကိုမင်းညုံပြန်သွားတယ်လေ။မောင်ကြီးကလည်းတော်တော်စိတ်ညစ်သွားတဲ့ပုံပဲ။ငါလည်းစိတ်ညစ်သွားတော့တာတရား။နှမမသေးဘူး။အကူရောမှရှိတဲ့အတွင်းပစ္စည်းတွေအကုန်လုံးထုတ်ပို့ထားပြီတော့ကွယ်။ အဝေးစားတော့တော်ရုံမဲယူခဲ့ရှေ့ဖို့ဘာဖြစ်မဲဆိုတာဘလို့မှကြုံမသိနိုင်ဘူးနှမရဲ့မောင်မင်းယုံစီစဉ်ထားတဲ့အတိုင်းလောက်ရမှာပေါ့ကွယ်ဒီအန်နေကမကြခင်မှာရောက်လာလိမ့်မယ်လို့မောင်ကြီးထင်တယ်နှမရဲ့မောင်ကြီးရဲ့ဟိုနှမတို့နိုင်ကျင်လန်းနိုင်မှာပေါ့မောင်ကြီးကခေါင်းခါလိုက်ပြီးတော့ပြောတယ်မောင်ကြီးတို့ကမြို့သားတယောက်ရဲ့တက်လေးနှမရဲ့ဟိုကလာမဲ့တက်ကအင်းဝရွှေမြို့တော်စီကတက်ကွယ်ဘလို့လို့နိုင်မှာတော့ကွယ်ဒါဆိုရင်မြို့သားများသူတို့အကြိုက်လိုက်ပြီးတော့ဆက်ဆံပြေးလိုက်ပေါ့မောင်ကြီးရဲ့ ။တာယာရီမင်းသားပုံကန်တဲ့ချိန်မှာတာယာရီမင်းဘက်ကနေဝင်ပါမယ်မျိုးစားတွေအခုရက်နှိကုန်ပါပဲ။ယောက်ျားကယောက်ျားမြတ်တွေကကုန်းပေါင်းဇမင်းနေရာနေလွှဲရင်ဘသူအကြိုက်ကိုမှလိုက်မှာမဟုတ်ဘူးကွ။အင်းရှိဆန်တာယာရီကိုရတာပုံကန်နိုင်တကယ်စားတွေအလုံးပြီးတာပေါ့ကွ။အင်းရှိဆန်လည်းလှုပ်လို့မရတဲ့အချိန်တွေမှာဆိုတော့အလုံးတော့ခတ်ကုန်တော့မှာပဲ။ကြက်ပြက်မကြစီကားလာတဲ့ပြည်မျိုးကတဖြည်းဖြည်းနဲ့တိတ်ဆိတ်လာတယ်။မျိုးရဲမှာလည်းတည်င်းနေရာလည်းမျိုးစုံထွက်လာတယ်။ မင်းသားကြီးမအောင်ကိုရိုင်းကပြည်မျိုးရဲမှာရှုပ်ဖြက်ပြီးတော့ရောက်နေတယ်လို့လို့အင်းဝရဲမတ်တရားမျိုးရဲမှာကုံတရားအောင်ဆောင်ပြီးတော့ရောက်နေတယ်လို့လို့နဲ့သတင်းတွေကကားကားလာပြီးတော့ဟိုကြည့်ဒီကြည့်နဲ့ကြီးကန်းတောင်မှသွားလာနေကြပေါ်တာတည်းရဲ့အဲ့လိုနဲ့တရားကြတော့ကိုမင်းညိုနိုင်ငံနဲ့ရွှေစံတော်ဖျားမှာဆောင်ကြတယ်ခဲချင်းနေမကောင်းတော့ဒုညောက်လည်းတတိနဲ့သွားလာနေကြတာပေါ့ရွှေစံတော်မှာဒုညောက်လည်းတစ္ဆာဆုခဲ့ကြတယ် တယောက်ပေါ်တယောက်တစ္ဆာရှိရှိနဲ့ချစ်ခဲ့ကြပေမဲ့ကံကြမ္မာကြောင့်မပောင်းခဲ့ရသည့်ရှိခဲ့ပါလင်နောက်ဘဝမှာဖျားတပဲ့တော်မှာတော့ချစ်သူမြောက်အချင်းလင်းများဖြင့်ပန်းဖက်ရပါလို့ဤအရှင်ဖျားငါမှတ်မိသေးရဲ့တတိအဲ့နေရာငါအဝါရောင်ပိုးထမိန်လေးနဲ့အဝါဖြော့ဖြော့အင်ဂျီလေးဝတ်ထားတယ်ခေါင်းမှာလည်းအဝါရောင်နှင်းစီပန်းလေးတစ်ပွင့်ပန်းလို့ဟဲ့ပခုံးမှာလည်းအဝါရောင်ရှမ်းတပတ်ကလေးတင်ထားခဲ့တယ်လေငါချစ်သူကိုမင်းညိုကလည်းအင်းမရက်ကန်စင်လုံကြီးအစိမ်းလေးဝတ်လို့အပေါ်ကလည်းပိုးအင်ဂျီအစိမ်းဖြော့လေးဝတ်လို့ပေါ့ ခေါင်းမှာလည်းပိုးပေါ်ပါအစိမ့်ဖြော်ဖြော်လေးပေါင်းထားတယ်။ကိုမင်းညိုဟာအရက်ထောင်ထောင်မှမှအသားလက်နှာရန်ပေါ်ပေါ်မျက်လုံးမျက်ဖန်ကန်ကန်နှာခမ်းမွေးလေးတသင်နဲ့ယောက်ျားပီသားရဲ့ရုပ်ရည်ရှိရသူလေ။ပြည်မျိုးစားရဲ့တက်ထဲမှာလည်းရမက်တရားလေးစားကြည်ညိုရတဲ့ပုံမင်းကြောက်ပေါ့။အဲ့ဒီနောက်ကိုမင်းညိုနိုင်ငံနဲ့ရွှေစံတော်ဖျားပေါ်ကနေပြီးတော့အဲ့ဒီငါတို့ဒီအရာရီမြေကြီးကိုကြည့်ခဲ့ကြတာပေါ့ဟာ။ပြီးတော့ဖះကုန်းတော်ရဲ့စင်ကြီးရှောလန်းလေးအတိုင်းဆင်းလာကြပြီးတော့စကားပြင်လေးတွေရဲ့အောက်မှာထိုင်ကြတယ် ကိုမင်းညုံကလည်းစကဝါပန်းလေးတွေကိုကောက်ပြီးတော့ရှော့မြင်လေးနဲ့တီးတယ်။ပြီးတော့ငါကောင်မှပန်းကောင်းလေးလှုပ်ပြီးတော့ပန်ပေးတယ်။ငါရဲ့လေပင်မှာလည်းစကပန်းဝါဝါလေးတွေကပန်းကောင်းလှုပ်ပြီးတော့ဆဲပေးခဲ့တရားလေ။အိမ်ထဲကတော့သူရောငါရောစိတ်ညစ်စရာတွေမိထားပြီးတော့တက်ကိုကြမျက်တောင်မခက်ပဲနဲ့ငေးကြည့်ကြတာ။ကိုမင်းညုံကငါရဲ့ပန်းနှစ်ဖက်ကိုညင်ညင်တတလေးနမ်းခဲ့တယ်။ငါကလည်းသူ့ပန်းနှစ်ဖက်ကိုပြန်ပြီးနမ်းခဲ့တယ်။ AR မြကြီးရဲမှာတော့ရွက်လွှင့်ပြီးသွားနေကြတဲ့ကုံသေးလေးတွေခတ်တက်နဲ့ခတ်ပြီးသွားနေကြတဲ့ဘောက်တူလေးလေးတွေလော်တက်နဲ့လှော်ပြီးသွားနေကြတဲ့လက်လော်လေးလေးတွေကြည့်လို့တော့ကောင်းသေးရတာတည်းရဲ့ငါ့အပွေပတ်ထားတဲ့ကုမင်းညိုရဲ့ရှင်ခွေမှာတနေ့လုံးမှီပြီးတော့ငါနေခဲ့တာအေးလေအချိန်တန်တော့လေအင်တန်ခဲကြတာပါပဲကုမင်းညိုကငါ့ကိုအင်ပြန်ပို့ခဲ့တယ်လေအဲ့နောက်တော့ငါတို့နှစ်ယောက်မဆုံးပြတ်တော့ပါဘူးဟဲ့ငါတို့ပြည်မျိုးကစောင်းဆိုရင်အင်တန်အေးရတာတည်းရဲ့အဲ့နေ့ကအစောကြီးအိတ်ရအောင်တော့မောင်ကြီးကိုမတွေ့ဘူးလေ ငါကလည်းညာရီရဲ့ရေစိမ်ထားတဲ့ကောင်းကျင်းဆန်လေးကိုပေါင်းကြောင်မှထည့်ပြီးတော့ကောင်းကျင်းပေါင်းလိုက်တယ်။ကောင်းကျင်းပေါင်းဦးနဲ့တည်းဒီမောင်ကြီးပြန်မလာဘူးလေ။မောင်ကြီးဘယ်ချင်းရထပြီးသွားတာပါလိမ့်ပေါ့။မောင်ကြီးလာမှပဲကောင်းကျင်းမောင်တူတူစားရမယ်ဆိုပြီးမောင်ကြီးကိုငါကစောင့်နေ။နှမမသိဘူးနှမ။အင်ရှာနေရေကြီးတုတ်ပြခေါ်လိုက်တဲ့အတန်းဆောင်ငါလည်းအင်ရှုကိုပြေးထွက်လိုက်တယ်။မျက်စိမျက်နှာကြီးပြက်ပြီးအိမ်မော်ပြစ်တက်လာတဲ့မောင်ကြီးကိုတွေ့တော့ငါရဲ့ရှင်တွေတထင်းထင်းခုန်သွားတာပေါ့တာတည်း။မောင်ကြီးဘာဖြစ်လို့ရော ။နှမအစင်းသစ်မြင်ထားပစ္စည်းတွေရှိတော့အင်းဝတ်တက်တွေရောက်လာပြီ။မျိုးစားမင်းကိုအင်းဝတ်ရွှေနန်းတော်လိုက်ခဲ့ရမယ်။ကိုရံတော်တက်မခေါ်ရဘူးလို့အမိပါလာတယ်။အမိကိုနားထောင်ပြီးတော့အားရောမျိုးစားဟဟပပတ်ရှိပြီးပြောလိုက်တယ်နှမရဲ့။ဟမ်ဘာလို့ပြောလိုက်တာတော့မောင်ကြီးရဲ့။အလောင်းမင်းမြတ်ဦးအောင်စရာရဲ့ကုန်းပေါင်ဆက်မင်းအလွင်ငါဘသူမှမယုံကြည်ဘူးဟဲ့။အင်းဝတ်ငါမလိုက်နိုင်ဘူး။အဲ့လိုပြောလိုက်တာနှမရဲ့။ဟာအဲ့လိုပြောလိုက်တော့ဘာဖြစ်တော့မောင်ကြီး။အင်းဝတ်ရောက်လာတဲ့တမင်ကသူ့တားကိုချွင်ကနေမြောင်ဆွဲထုတ်လိုက်တာပေါ့ကွယ်။ မျိုးသားများလည်းအစင်းသက်လွှဲထားတဲ့ဒလွေရထောင်းချွင်နေဆွဲထုတ်ပြီးတမြွန်ခုတ်တယ်။ဟာငါလေးလန့်ပြီးတော့អော်မိရဲ့ဒါတရဲ့ငါတို့မျိုးသားဓာရီလှွတ်ကျွမ်းတာလားနှမရဲ့မျိုးသားရဲ့ဓာချက်ကဥသွားတယ်လေ။အင်းဝတမင်းရဲ့လေပင်ကလေးသွေးတွေပန်းထွက်လာပြီးចမ်းမြုံဖုံးကနေလဲကြတော့နှမရဲ့ဟာဒါဆိုရင်ဟုတ်တယ်နှမရဲ့နောက်တဲ့တမင်းတောင်ရှေ့ကိုပြေးထွက်လာပြီးမျိုးသားနဲ့ဓာရီရှင်ကြတယ် ဒီတော့မှပဲပြည်မျိုးစားပုံကံမီဟေးတိုက်ကြတော့ဆိုပြီးတော့အင်းဝတက်မီတောက်ကအတန်ချိန်နဲ့အော်လိုက်တာပေါ့နှမရဲ့ဒီမှာရင်ပြည်မျိုးစားရဲ့တက်တွေနဲ့အင်းဝတက်တွေတိုက်ကြရတာပေါ့ဒါဆိုဟိုမောင်ကြီးကိုမင်းရောမတွေ့ခဲ့ဘူးပေါ့ဘလို့လို့တွေ့မှာတော့နှမရဲ့နှစ်ဖက်တက်တွေလုံးထွေပြီးတော့တိုက်နေကြပြီအဲ့တော့ငါလည်းဆွဆွပေါင်းထားတဲ့ကောင်းချင်းမောင်းတွေကိုငပြောပတ်နဲ့ထုတ်ပြီးအစင်သင်းလောက်ထားတဲ့ပစ္စည်းတွေကိုခေါင်းပေါ်ရွှတ်လိုက်တယ်လေမောင်ကြီးကလည်းသူအစင်သင်းပြင်ထားတဲ့အထုပ်ပခုံးမှလွှဲလိုက်တယ်မောင်ကြီးနှမရအခုဘယ်ကိုပြေးရမှာရောဟုတ်ကဲ့ပါရှင် ဒီနေ့တင်ဆက်ပေးသွားတဲ့အပိုင်းလေးကိုနားဆင်ရတာပရိသတ်တို့အနေနဲ့သဘောကျနှစ်သက်လိမ့်မယ်လို့ညွှန်လင်းမိပါတယ်။နောက်ရက်တွေမှာလည်းကြန့်ရှိနေသေးတဲ့အပိုင်းစက်လေးတွေကိုစဉ်စားမပြတ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ channel လေးကိုစောင့်မျှော်နားဆင်ဖို့လည်းမမေ့ကြပါနဲ့ဦးနော်။နားဆင်ရပေးခဲ့ကြတဲ့ပရိသတ်ဥတျောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတူပဲတင်ရှိပါရရှင်။